အားလုံးပဲမင်္ဂလာပါရှင်ရနာမုတ်ထဲရောမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reel လေးကတော့မင်းအချောင်းကိုတွင်းရင်းနဲ့နာကျင်ကြေးကွဲနေတာဘယ်သူလဲပေါ့နော်အဲ့ဒီခေါင်းစက်နဲ့ reel လေးတစ်ခုဖတ်သွားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာပေါ့နော်တင်နုလေးကြီးရဲ့အချောင်းကိုတွေးပြီးတော့နာကျင်ရင်းကြေးကွဲရင်းအဲ့လိုခံစားချက်လေးတွေဖြစ်နေတာဘယ်သူလဲဆိုတာကိုဒီနေ့ reel လေးမှာအတူတူကြည့်သွားမယ်နော် ဲ့တော့ group 1 group 2 group 3ဆိုပြီးတော့မတူညီတဲ့အပုံလေးတွေပါတယ်ကတ်တုံးကူချတာပြီးတယ်ပေါ့နော်အဲ့ကတ်တုံးကူတွေမှာမိမိတို့နှစ်သက်ရမိမိတို့ကြိုက်နှစ်သက်တဲ့ကတ်ကလေးတစ်ခုရွေးပါအဲတင်းတို့လေးတွေရွေးလိုက်တဲ့ group တင်းတို့လေးတွေရွေးလိုက်တဲ့ကတ်ကအခုလက်ရှိမှာတင်းတို့လေးတွေအကြောင်းကိုတွေးပြီးနာကျင်ခံစားနေရတယ်ဆိုတဲ့သူကဘာလုပ်လဲဆိုတဲ့အဖြေကိုပြပြသွားပေးမှာဖြစ်ပါတယ်အဲ့တော့ကတ်လေးတွေရွေးချယ်ဖို့အတွက်အချိန်မလောက်ဘူးဆိုလို့ရှိရင်ဗီဒီယိုလေးကို pause လုပ်ပြီးတော့မှရွေးချယ်လို့ရပါတယ်เนาะ ရွေးချယ်ပြီးဆိုရင်တော့ reading လေးကိုစပြီးတော့ဖတ်ပေးမယ် group 1လေးကနေစလိုက်မယ်နော် group 1လေးတွေမင်္ဂလာပါရှင် group 1လေးတွေရဲ့အကြောင်းကိုတွေးပြီးတော့နာကျင်ကြေကွဲနေတာဘယ်သူလဲဘယ်သူလဲဆိုတော့အာတင်းတို့ရဲ့ h ဖြစ်ပါတယ်နော် group 1လေးတွေရဲ့ h ပါတင်းတို့ ਨੇ အတိတ်မှာဆက်ဆံရေးတခုရှိခဲ့ပြီးတော့ ဖြစ်စေသွားတဲ့သူတွေပေါ့နော်အဲ့လူကအခုမင်းကြောင်တွေးပြီးတော့နည်းနည်းနာကျင်နေတယ်သူခံစားနေရလို့ကျွန်မတွေ့တယ်အခုလက်ရှိမှာသူကလေအာမင်းကိုပြန်ပြီးတော့လိုချင်နေတာမျိုးအာမင်းနဲ့ break up ဖြစ်သွားတဲ့အချိန်ဤနဲ့ပတ်သက်ပြီးတော့သူနောင်နာရသွားတာမျိုးနောင်နာရနေတာမျိုးပေါ့နော်အာပြန်ပြီးတော့မှအခုတင့်ကိုတင့်ကိုပေါ့နော်တင့်ကိုပြန်ပြီးတော့လိုချင်နေတယ်အဲစစ်ခံစားချက်မျိုးသူ့မှာဖြစ်ပေါ်နေတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ်အဲ့လိုဆက်ကြည့်ရအောင် ဲ့တော့ group one လေးရဲ့အကြောင်းကိုတွေ့ပြီးတော့နာကျင်ခံစားနေတဲ့သူကတော့ group one လေးရဲ့ age ဖြစ်တယ်။အဲ့တော့ dh ကသင်တို့လေးကြီးနဲ့ဆက်ဆိုင်တစ်ခုမှရှိတော့ကဘလို့အနေထားမျိုးနဲ့တွားခဲ့လဲဆိုတာတစ်ချက်ကြည့်မယ်နော်။ ဒါသူ့ဘက်ရဲ့သူ့ဘက်ခြံ energy ပေါ့နော်အဲ့တော့ group 1လေးတွေတင်းတို့လေးတွေရဲ့ age ကချစ်ခဲ့တော့ကတော့တင့်ကိုချစ်တယ်သဘောကျတယ်တကယ်ကိုချစ်လို့သဘောကျလို့လည်းတင်းနဲ့အတူဒီအချစ်ရည်တွေကိုနှစ်ယောက်အတူတူဝင်ခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာသူကလေတင့်ကိုနည်းနည်း play တယ်ပေါ့နော်ကျမအားမျိုးနေတွေ့တယ်သူကဒီအချစ်ရည်ထဲမှာသူ့လိုချင်တဲ့ပုံစံခွက်တွေကိုတင့်ကိုထဲတယ်အဲသူထားချင်တဲ့နေရာမှာတင့်ကိုထားမယ်သူပြောချင်မှစကားလာပြောတယ်သူတင့်ကိုအချိန်ပေးချင်မှပြီးတယ်ပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်လာတာ အဲ့တော့ဆက်စားတွေ့တွေ့ချင်းမှမချစ်ဘူးလားဆိုတော့လည်းချစ်တယ်။တင့်ကိုသဘောမကျအောင်လားဆိုတော့သဘောကျတယ်။ဒါကြောင့်မို့လို့သူတို့နှစ်ယောက်ကတွေ့ဆုံပြီးတော့ relationship တစ်ခုတွေကိုသူတို့နှစ်ယောက်ရောက်သွားတယ်။ရောက်နေတဲ့အချိန်မှာတော့ချစ်တယ်။ဒါပေမဲ့နောက်ပိုင်းမှာသူ့ဘက်ကတင့်ကိုချေလဲတာ၊သူ့ဘက်ကတင့်ကိုလွှမ်းမိုးတာနော်အဲတနည်းမဟုတ်တနည်းပေါ့နော်တင့်ကိုအသုံးချတာတော့ပြီးလို့ရှိရင် play တာပေါ့နော်အဓိကကတော့နည်းနည်းသူ့ရဲ့စိတ်ကမမှန်ဘူးပေါ့နော်ကျွန်မအဲ့လိုမျိုးလေးတွေ့တယ်။သူသွားချစ်တဲ့နေရာကိုသွားပြီးတော့တင်း သူ့ကိုပေါ့နော်ဘာမှချေလည်လို့မရအောင်သူတင်းပေါ်မှာလုတ်ခဲ့တာပေါ့နော်အဲ့လိုမျိုးတွေ့တယ်။အဲ့ဒီချိန်တုန်းကတင့်မချန် energy ကဘယ်လိုမျိုးလေးရှိလဲဆိုတာတစ်ချက်ကြည့်မယ်နော်။တမချမ်းပေါ့နော် group 1လေးတွေ group 1လေးတွေကလည်းဒီလူနဲ့ relationship တဲမှာရှိနေတဲ့အချိန်မှာ အာတင်ကလည်းတင့်ကိုတင်အောင်နိုင်မှုတွေရတဲ့သူလို့တင်ကထင်တာเนาะသူ့ရဲ့အချစ်ကိုရတဲ့အတွက်တင်ကအောင်မြင်တဲ့သူအောင်နိုင်တဲ့သူအဲ့လိုမျိုးတင်တွေးတယ်တင်ပြောတယ်ပေါ့เนาะဘေးရလူတွေကလည်းအားကြရတယ်ပေါ့အဲ့လိုမျိုးလေးဘာကြောင့်လဲဆိုတော့တင်ရတစ်ဖက်လို့တင်ရဒီ age ကအာလှတယ်အဲပြီးလို့ရှိရင်အရေးချင်းရှိတယ်ငွေကြေးရှိတယ်အဲ့လိုမျိုးပုံစံပေါ့เนาะတခုမဟုတ်တခုလူအများကြီးမှာသူကထင်ပေါ်တယ်အဲ့ဒီထားမျိုးဆိုတော့ဒီလူနဲ့တင်တဲ့က relationship ကိုသွားရတဲ့ခိုက်တံမှာတင်ကပြောရဲပေါ့เนาะအဲ့လိုမျိုးလေးအာပြီးတော့ ူကသင်ပြောသမျှကိုလက်ခံတယ်လို့သင်ထင်သွားတာအဲ့ဒါမျိုးပုံစံအဲသင်နဲ့သူနဲ့ relationship တဲ့မှာရှိနေတဲ့အချိန်မှာသင်လိုချင်သမျှသင်လိုအပ်သမျှကို तू ကလုပ်ပေးတယ်ပြီးတော့သင်ရဲ့ဘယ်လိုပြောမလဲပြောတဲ့စကားတွေကိုလည်း तू ကလိုက်နာပေးတယ်လက်ခံပေးတယ်လို့သင်ကတွေးတယ်သင်ကအဲ့လိုမျိုးလေးတွေနဲ့သူနဲ့တင်တဲ့ကဒီဆက်ဆက်ရေးကိုတွားခဲ့တယ်ပေါ့နော်အဲ့တော့သင်တို့နှစ်ယောက်ဝေးသွားပြီးတဲ့အခါမှာပေါ့နော်ဆက်ဆက်ရေးတကူ break up ဖြစ်သွားပြီးတဲ့အချိန်မှာ လိုမျိုးလေးတွေသူ့ဘက်ခြမ်းကရှိနေတယ်။အော်အဲ့ဒါလေးမပြောပြမှာတင်းတို့နှစ်ယောက်ဘာကြောင့်ပေါ့နော်ဝေးသွားတာလေဆိုတော့တစ်ချက်ကြည့်မယ်။ င်တို့နှစ်ယောက်ဘာကြောင့်ဝေးသွားတာလဲဆိုတော့သူ့ဘက်ကနေလေအာချစ်တုံးကတော့ချစ်ပြီးမှပဲနောက်ထပ်တစုံတူသူစိတ်ဝင်စားတဲ့တစုံတူကိုတွေ့တဲ့စီမှာတင့်စီကနေထွက်သွားတာမျိုးပေါ့အဲ့ဒါမျိုးဒီသူသဘောကြားတဲ့လူနာကိုအပြင်းထန်သူလိုက်သွားတာမျိုး အာနောက်တစ်ခုကကြတော့သူရဲ့စိတ်ခံစားချက်တွေကိုပဲဦးစားပေးတယ်။အာတင့်ကိုတိတ်ပြီးတော့ချိန်မပေးဘူး။သူသွားခြင်းနဲ့အရာတလုံးခြင်းနဲ့အရာတွေအတွက်ကိုပဲချိန်ပေးပြီးတော့တင့်ကိုဒါနည်းနည်းလှည့်လို့ရှုတယ်ပေါ့နော်။အဲ့လိုမျိုးနေထားကြသူတို့ညာ break up ဖြစ်တယ်။အာအဲ့ဒီချိန်မှာတင့်ဘက်ကလည်းအာမာနာနဲ့အငါ့ကိုတော့ဒီလိုလာချိန်လေလို့တော့မရဘူး။ချက်တာတော့ချက်တာပဲ။ငါ့ကိုလာပြီးတော့လွှမ်းမိုးလို့မရဘူးဆိုတော့တင့်ဘက်ကလည်းအဲ့လိုအတွေးမျိုးရှိတယ်။နောက်ပြီးတော့အာတင့်ကိုယ်တိုင်ကလည်းပါလဲဆိုတော့ကိုရဲ့ဒီပေါ့နော်ကိုရဲ့ဒီခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ လာပြီးတော့လွှမ်းမိုးတာချုပ်ကင်တာမျိုးမလိုချင်ဘူးအကွာကိုပဲပေါ့နော်ကိုဟိုချစ်တာတော့ချစ်တယ်ကိုရဲ့စိတ်ကိုကိုပဲပိုင်နေဆိုတော့သင်တို့လေးတွေကလည်းစုပ်ကင်ထားတယ်အဲ့ခါကျတော့နှစ်ယောက်ဂျာမာမာနာလေးတွေရှိတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေ့တယ်အဲ့တော့အခုဝေးกว่าသွားပြီးတဲ့အချိန်ကြမှာပဲသူကလေတင်းနေပတ်သက်ပြီးတော့နာကျင်နေရတယ်ပေါ့နော်အဲ့တော့ဘာကြောင့်လဲဆိုတော့တစ်ချက်ကြည့်မယ်အာဘာကြောင့်လဲဆိုတော့ ဝေးကွာသွားပြီးတဲ့နောက်ပိုင်းမှာမှတင်ကသူ့ပေါ်မှာချစ်ခဲ့တာတွေတင်သူ့ပေါ်မှာကောင်းခဲ့တာတွေเนาะသူ့အနောက်နေစပုတ်ပေးခဲ့တာတွေသူ့ကိုတကယ်မြတ်တာစနေချစ်ခဲ့တာတွေကိုသူသွားပြီးတော့တိတာအဲ့ခါမှာသူဒီအနေထားကိုပြန်လို့ခြင်းတယ် ပြန်လို့ခြင်းတဲ့အတွက်သူနာကျင်ကြည့်ပေးရတယ်ပေါ့နော်အဲ့ဒါမျိုးလေးအာသူ့ဘဝကိုပုံမှုရက်လှပအောင်ပုံမှုရက်တောက်ပအောင်အာတင်ကအနာကနေပေါ့နော်ငွေကြေးအပြည့်မဟုတ်ရင်တောင်မှစိတ်တက်ခွန်အားဖြစ်စေနော်အဲ့ဒါမျိုးလေးနဲ့တင်လုပ်ပေးခဲ့တာမျိုးရှိမယ် group one လေးတွေအဲ့ခါကျတော့ဒီအနေထားမျိုးဝေးကွာသွားပြီးတဲ့ခါကျမှသူကပြန်ပြီးတော့လိုချင်တာမျှော်လင့်တာနောက်လိုက်ရတာဒါကြောင့်မို့အဲ့ဒီအနေထားမျိုးသူပြန်မရနိုင်တော့တဲ့အခါမှာသူကဝမ်းနေတယ်ပြီးတဲ့ခါကျတော့သူအသေးကွဲတယ်ပေါ့နော်နည်းနည်းနာကျင်ရတယ်အဲ့ဒါမျိုးလေးတွေ့တယ်အဲ့တော့ အခုချိန်မှာ group 1လေးရဲ့ energy ကိုတစ်ချက်ကြည့်မယ်နော် အခုချိန်မှာတော့ group one လေးတွေ energy ကအာဘယ်လိုပြောမလဲနှစ်လန်းနှစ်သွားငါလန်းငါသွားပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေဒီ age နဲ့ပတ်သက်ပြီးတော့နာကျင်ကြလေးတွေအာရင်ထဲမှာခံစားချက်တွေထဲမှာရှိနေရင်တော့မှဒါကိုအာမလွတ်ချနိုင်အောင်မှာပဲထပ်ပြီးတော့ဒီလူနဲ့အတူတူလန်းခီတစ်ခုကိုတော့မသွားတော့ဘူးပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေ့တယ်အာနှစ်ရနှစ်သွားငါငါသွားအနေနဲ့ငါနဲ့ကဥတ္တိယာလေးမတူတော့ဘူးပေါ့နော် distance ဖြစ်သွားပြီအဲ့လိုမျိုးပုံစံလေးအာနောက်ပြီးတော့ တင်းရဲ့ဒီအခုလက်ရှိနေနေတဲ့နေရာမှာနေနေတဲ့ဝန်းကျင်မှာတင်ချရတဲ့အာနောက်ထပ်လူတဦးနဲ့ပဲဖြစ်စေပေါ့နော်အဲ့ဒီလူတွေနဲ့ပဲတင်နေတော့မယ်သူစီရောပြန်မတော့ဟာတော့ဘောနော် အခုလက်ရှိအခုလက်ရှိအချိန်ကိုပဲတင်ပြောတယ်လက်ရှိအချိန်ကိုပဲဂျင်းတ်တယ်သူစီပြန်သွားဖို့ရည်ရွယ်ချက်မရှိဘူးပေါ့နော်အဲ့ဒါမျိုးလေးတွေ့ရအာဒါတော့သူတို့လေးတွေရဲ့ energy ပေါ့နော် group one လေးတွေ ခွဲတော့ဖန်ဒီကန် energy နဲ့အာကိုပူမအတွက်တူတက်ဖို့ငွေကြေးတွေရရှိဖို့เนาะကိုပူမမှာအောင်မြင်မှုကျွယ်ဝဖို့အဲ့အရာတွေနောက်ကိုပဲတင်လိုက်တော့ရပေါ့เนาะအာဒီလူနဲ့ပတ်သက်ပြီးတော့အာအတိတ်မှာနာကျင်ရတာတွေရှိနေတာမှာပေါ့เนาะဟိုထပ်ပြီးတော့မစုံတော့ဘူးမလို့လဲမလို့ချင်တော့ဘူးပေါ့เนาะနင့်လည်းနင့်သွားငါလည်းငါသွားအဲ့လိုမျိုးပုံစံလေးနဲ့တို့လေးတွေသွားပြစ်မယ်ပေါ့เนาะ အဲ့တော့ဒါကတော့ group one လေးတွေအတွက်ပေါ့เนาะအခုလက်ရှိမှာတင်းတို့လေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့เนาะတင်းတို့လေးတွေရဲ့အကြောင်းကိုတွေးပြီးတော့နာကျင်ကြေးခွဲနေတာဘယ်သူလဲဆိုတာကိုကျမတို့ကအာချစ်ချစ်လိုက်တာဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီမှာဘာတွေ့လဲဆိုတော့တင်းအကြောင်းကိုတွေးပြီးတော့နာကျင်ကြေးခွဲနေတဲ့သူကတော့တင်းရဲ့ age ဖြစ်ပါတယ်အာသူကတင်းကိုပြန်လို့ချင်လို့เนาะတင်းနဲ့သူနဲ့ relationship ထဲမှာရှိတဲ့အချိန်မှာတင်းကသူ့ပေါ်မှာကောင်းခဲ့တယ်ချစ်ခဲ့တယ်တင်းပျော်ရွှင်မှုတွေလည်းပေးခဲ့တယ် နော်အဲ transport တွေလည်းပေးခဲ့တယ်အဲ့ဒါတွေကိုသူကအခုမှပြန်ပြီးတော့လိုချင်တယ်ဒါပေမဲ့မရတော့ဘူး။ဘာကြောင့်လဲဆိုတော့ relationship ထဲမှာရှိနေတဲ့အချိန်တုန်းကတော့ तू ကတင့်ကိုထားခဲ့တယ်။အလှလူရှုတယ်၊တင့်ကို play တယ်နော်။ तू လိုချင်တဲ့လူပဲဖြစ်စေ तू သဘောကျတဲ့လူတွေနောက်ကိုပဲ तू လိုက်သွားတဲ့ကိုကိုထားခဲ့တယ်။အဲ့ဒါတွေလုပ်ပြီးတော့မှအခုမှကိုယ့်ရဲ့တံမိုးကိုတိလို့ပြန်လိုချင်တယ်။ဒါပေမဲ့မရတော့ဘူး။အဲ့ဒီမရတော့တဲ့အနေထားကြောင့်အာ तू ကအဲတင့်အကြောင်းကိုတွေးပြီးတော့ နည်းနည်းပေါ့နော်နာကျင်နေတယ်နည်းနည်းခံစားနေရတယ်ပေါ့နော်ကျမအားမျိုးလေးတွေ့တယ်အဲ့တော့ဒါကတော့ group one လေးတွေအတွက် reading ဖတ်ပြတာပေါ့နော်အဲ့တော့ energy ကန်းညီမှုရရှိပါစေနော်ဒါဆိုကျမ group 2လေးစီကိုသွားပါမယ် group 2လေးတွေမင်္ဂလာပါရှင် group 2လေးတွေရဲ့အကြောင်းပေါ့နော်တွေးပြီးတော့နာကျင်ကြည်ကွင်းနေတဲ့သူကဘယ်သူလဲလို့ကျမကြည့်လိုက်တော့အာတင်းတို့လေးတွေတစ်ချိန်ကသဘောကျခဲ့တဲ့သူပေါ့နော်အာဒီလူ ီလူကိုတနုနေရအယန်းကိုသဘောကျခဲ့တယ်အယန်းကိုလိုချင်တယ်အဲ့တော့တနုနေရ crash လေးဖြစ်နိုင်တယ်နော်အာဒီလူရဲ့အရေးချင်းဒီလူရဲ့လုံပုံ gain mon ဒီလူရဲ့ body structure တခုခုအပေါ်မှာတနုနေရအယန်းကြီးကို crash ဖြစ်ခဲ့တယ်ပေါ့နော်အဲဒါပေမဲ့လည်းအခုလက်ရှိမှာတော့တင်ငါအဲ့လိုမျိုးအခြေအနေစိတ်တွေမရှိတော့ဘူးအဲ့တော့ तू ကတည်တဲ့ပုံမှာ तू ကဒီနေထားကို तू လက်မခံနိုင်ဘူး तू နာကျင်နေကြည်ကွဲတယ်ပေါ့နော်အဲ့တော့တချို့တွေရှိတယ်အကိုကတော့ဖြစ်ပြတ်မချင်နိုင်ဘူးဒါပေမဲ့ကိုကိုသူများတွေချက်တာတော့လက်ခံချင်တယ်ပေါ့နော်အဲ့အနေထားမျိုးအဲ့ တော့ဒီလူကလည်းဒီလိုပဲအတင်းတို့လေးတွေရဲ့ crash ပေါ့နော်အဲ့တော့တင်ကသာသူ့ကိုသဘောကျအမြဲတစေပေါ့နော်သူဘက်ကတော့တင်ကိုဘယ်လိုချင်နေလဲတော့မသိဘူးအာပြန်ပြီးတော့လည်း attention နဲ့လည်းပေးချင်မှပေးခဲ့မှာပေါ့နော်ဒါပေမဲ့အခုလက်ရှိမှာတော့တင်တဲ့သူနဲ့အာဝေးသွားရပေါ့နော်ဝေးနေပြီအချိန်လေးကဝေးกว่าနေပြီပေါ့နော်ကျမအားမျိုးလေးတွေ့တယ်အဲ့ခါကျမှသူကတင်အကြောင်းကိုတွေးပြီးတော့အာတင်သူ့ကိုသဘောကျခဲ့တယ်လက်တက်ခဲ့တဲ့အချိန်လေးမျိုးသူပြန်ပြီးတော့လူချင်တာနော်အဲ့ဒါမျိုးလေးအဲ့တော့ tarot card လေးတွေနဲ့ဆက်ပြီးကြည့်မယ်เนาะ group two လေးတွေဒီ crack ကိုသဘောကျနေစဉ်အချိန်တုန်းကသူတို့နှစ်ယောက်ရဲ့ energy ကဘယ်လိုမျိုးလေးတွေရှိမလဲတင်တူသဘောကျတော့သူတင့်ကိုအပြန်ပြီးလှည့်မကြည့်ဘူး။တွားသူတွားချင်တာတွေတွားပြီးလှုပ်ချင်တာတွေလှုပ်ပြီးတော့ဂရုမစိုက်ဘူးပေါ့နော်။အဲ့လိုမျိုးလေးတွေတွေ့တယ်။အာဒီမှာလည်းကြည့်နော်။ အမျိုးသမီးလေးကတော့အမျိုးသားလေးကိုကြည့်နေတယ်ဒါပေမဲ့ဟိုကလှဲ့အောင်ကြည့်ရအဖတ်ကိုမလုပ်ဘူးเนาะချိန်မိုးနေတာပဲအဲ့တော့အမျိုးသမီးလေးကမျက်နှာမလှဘူးဟောဘယ်လိုပြောရမလဲနားချင်းရတယ်ပေါ့เนาะအဲ့ဒီတော့ခံစားရတာတော့တင်ပေါ့เนาะအခုလက်ရှိတော့ဒီလိုခံစားချက်ကိုပြန်ပြီးတော့ကြုံရတာတော့တင်ရဲ့ crash ဖြစ်နိုင်ပါတယ်တင်တို့ရဲ့ energy ကိုကြည့်အောင်ပါနော်တင်တို့သဘောကျနေတဲ့အချိန်မှာ group 2လေးရဲ့ energy ကဘယ်လိုမျိုးလဲ 2လေးတွေရဲ့အာ energy ကအဲ့ဒီချိန်မှာဒီ crack ကိုသဘောကျနေတဲ့အချိန်မှာ အာသူ့အနာကိုဘယ်လိုရအောင်တွားရမလဲဆိုတာကိုတွေးတယ်အထွေထဲမှာလည်းအငြင်းရှိတယ်သူ့နဲ့စကားပြောခြင်းနဲ့အာသူ့ရဲ့ပုံလေးတွေကိုပုံလူဆွဲခြင်းနဲ့အဲသူ့ကြောင့်နဲ့ပတ်သက်ပြီးတခြင်းနေနှာထောင်းခြင်းနဲ့အယမ်းပေါ့နော်သူတို့ရဲ့စိတ်ထဲမှာရောသူတို့ရဲ့ခံစားချက်ထဲမှာရောဒီလူကအပြည့်ဝနေရယူရယ်ပေါ့နော်တင်သူ့ကိုအများကြီးဆွဲလန်းခဲ့တယ်ယူသွတ်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးတွေတွေးတယ်ပြီးတော့တင်ကအချိန်ပေးတယ်ပေါ့နော်အချိန်ပေးပြီးတော့အာဒီလူနဲ့ရင်းနှီးမှုရဖို့ရင်းနှီးမှုရဖို့တင်စူးစမ်းခဲ့တယ်အဲ့လိုမျိုးတွေလည်းတွေးတယ် အာဒီလူနားကိုသွားဖို့เนาะဒီမျိုးသမီးလေးကိုသဘောကျတဲ့မျိုးသမီးလေးနားကိုသွားဖို့ဗာလေးတွေအာစူးစားရမလဲဘယ်လိုမျိုးလေးတွေအားဆိုင်ထောက်ရမလဲဆိုတော့သင်ကအမြဲတမ်းတွေးခဲ့တဲ့အဲ့တော့ကကျိုးလဲစူးစားခဲ့တယ်เนาะအဲ့တော့ဒါက root 2လေးတွေကဒီ crack ကိုသဘောကျနေတဲ့အချိန်ကာလတော့မှာပေါ့เนาะအာအဲ့တော့သူ့ဘက်ကတော့ခြေမိုးတယ်ကိုယ်ကိုလှည့်ကိုမကြည့်ဘူးเนาะသူသွားခြင်းတဲ့အရာတွေလှုပ်ခြင်းတဲ့အရာတွေအတွက်ကိုပဲသူအာယုံစိုက်နေတယ်အဲ့လိုမျိုးလေးတွေ့ရဲ့အဲ့တော့သူတို့နှစ်ယောက်က situation အနေထားလေးထားပါတော့เนาะအဲ့ဒီအနေထားမှာဘယ်လိုမျိုးရှိနေလဲတစ်ချက်ကြည့်မယ် thank you အာသင်တို့နှစ်ယောက် saturation အနေဒါတခုမှရှိခဲ့တယ်ဆိုရင်အာတေချပါတယ်ဒီလူကတင့်ကိုနည်းနည်းကစားရတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေ့တယ်အာသူကတင့်ကိုလုံးဝအတီဆိုပြီးတော့သူကမစင်စားအောင်အဲ့တော့ဒါမဲ့တင့်နဲ့အလိုက်ရောညွှန်တွေ့နေတယ်အာတင်းနဲ့ဟိုရီကမောကပေါ့နော်အဲ့လိုမျိုးလေးတွေလောက်ခဲ့တယ်ပြီးတော့တင်းနဲ့တူတူခကြီးတွေသွားမယ်ဆိုရင်လည်းသွားခဲ့တယ်ဒါမဲ့သူအလိုက်ထိုင်းနေခဲ့တယ်ပေါ့နော် အာပြီးတော့တင့်ဘက်ပေါ့နော်တင့်ဘက်မှာကျတော့သူနဲ့အတူတူခရီးတစ်ခုထွက်ခဲ့ရတာပဲဖြစ်အာတနေရာအတူတူသွားရတယ်ဆိုလို့ရှင်တင်အရန်ကိုပြိုခဲ့တယ်အာဒီလူနဲ့တင်တဲ့အာ energy ကပေါ့နော် လုံးဝဟိုအဆင်ပြေတဲ့အနေအထားမျိုးမဟုတ်ရင်တော့မှတင်းချင်းနဲ့နေတယ်ပြောချင်တဲ့သဘောဒီ credit နဲ့ကိုယ်နဲ့က relationship အနေအထားလေးကိုမရောက်နေဘူး saturation အနေအထားမှာဆိုတော့မှဒီ group 2တွေတွေအရန်ကိုပျော်နေတယ်ပြီးတော့ဒီလိုချစ်ရတဲ့ချစ်ကဘလောက်ပဲပူလောင်နေပြီစင်ကအပူလောင်ကင်မရာချစ်မယ်ပေါ့နော် group 2တွေလည်းအဲ့ဒါမျိုးတွေ့တယ်ဒီမှာတွေ့လား အမျိုးသမီးလေးကနော်ဖျောင်းနိုင်လေးကိုသူဖတ်ထားတယ်ဒီဖျောင်းနိုင်လေးကပူမာလေးနော်မီးစရယ်မျိုးကပူတာပဲနော်ဒါမှမဟုတ်ဒီပူတာအောင်သိပေမဲ့လည်းသူမရမကဖတ်ထားတယ်ဘာကြောင့်လဲဆိုတော့ဒီအလင်းရောင်ကသူ့လိုချင်တဲ့အလင်းရောင်သူသဘောကျတဲ့အရာပေါ့နော်အဲ့ဒါမျိုးဒီနားမအိုနေနေရရင်သူပြုံနေတာသိလား အဲ့တော့ group 2တွေတင်းတို့လေးတွေတင်းတို့လေးတွေရဲ့ crack ကိုသဘောကျခဲ့တဲ့အချိန်တော့အဲ့လို energy မျိုးလေးပေါ့နော်ကျွန်မအဲ့လိုမျိုးလေးခံစားရတယ်။အာဒီ crack နဲ့ပတ်သက်ပြီးတော့အာနာကျင်ရပါစေပင်ပန်းရပါစေအာအနာမှပဲနေမယ်။အဲ့ဒီလိုနားမှသွားရလို့ပူလောင်ရမယ်ဆိုရင်တော့မှသွားချင်တယ်နော်နေချင်တဲ့အားမျိုးပုံစံလေးအသူဘက်ကနေကိုကိုအခွင့်အရေးများပေးခဲ့မလားသူနဲ့ကိုနဲ့နှိစက်မှုတွေရရနိုင်မလားဆိုပြီးတော့တွေးပြီးတော့လည်းအငြင်းနဲ့ပြုတ်နေတယ် เนาะအဲ့ဒါတော့ group 2လေးတွေကတင်းရဲ့ crack ကိုသဘောကျနေတဲ့အချိန်လေးမှာဖြစ်နေတဲ့ energy လေးတွေပေါ့เนาะအခုချိန်မှာတော့တင်းတို့နှစ်ယောက်က distance ဖြစ်သွားပြီပေါ့เนาะအဲ့တော့ဒီလိုအနေထားမှာသူဘာကြောင်ခြေကွဲရလဲဆိုတော့တစ်ချက်ကြည့်မယ်เนาะနောက်ချိန်ရလဲတင်းနဲ့ပတ်သက်ပြီးတော့သူတင်းကိုသဘောမကျခဲ့ပဲနဲ့ဘာကြောင်မှအခုနာကျင်ရလဲပေါ့เนาะ ။ "तू အခုချိန်မှာတင့်အချောင်းကိုတွေ့ရင်ဘာကြောင့်နာကျင်ရလဲဆိုတော့อืม"တင်းနဲ့ပတ်သက်ပြီးတော့အခုမှလေသူ့ရဲ့ခံစားချက်တွေကအဲတမျိုးတမဟုတ်ဖြစ်လာတာ။ပြောရမယ်ဆိုလို့ရှိရင်အရင်တော့တင့်ကိုသဘောမကျဘူး။အဲအရင်တော့တင့်ပေါ်မှာ तू ခြေမိုးတယ်။ဒါပေမဲ့လည်းအခုမှတင့်ရဲ့လှပမှုနော်အတင်းရဲ့အရေးချင်းတင်းရဲ့အလှတရားအဲ့လိုမျိုးလေးတွေတွေ့သွားတဲ့အခါကျတော့တူလို့ချင်းတယ်ဒါပေမဲ့မရတော့အဲ့လိုမျိုးပုံစံနော် တင်ရဲ့အရေးချင်းတွေကိုဖြစ်စေတင်ရဲ့လှပမှုတွေကိုဖြစ်စေတင်ရဲ့ကြော်ကြားမှုတွေကိုဖြစ်စေသူတွေ့သွားပြီတင်ရဲ့တကယ်အရေးချင်းကဘာလဲနော်အဲ့လိုမျိုးလေးသူတွေ့သွားတဲ့ခါကျတော့သူတင့်ကိုလိုချင်နေပေါ့နော်ဒါပေမဲ့ဒီနေထားမှာတင်ကတော့သူ့ပေါ်မှာတိတ်ပြီးစိတ်မရှိတော့တာမျိုးလေးကျွန်မတွေ့တယ်အဲ့ခါကျတော့သူကနာကျင်ရတယ်ဘယ်လိုမျိုးပုံစံနေလဲဆိုတော့အော်အာ အခုကြတော့ဗောနောငါကတော့သူ့ပြန်ပြီးတော့လိုချင်တာပဲ तू ကတော့ငါအနာအောင်မလာတော့ဘူးလားအရင်တော့ तू ကတော့ငါ့ကိုသဘောကျခဲ့တယ်ဗလားအခုကြတော့ तू ငါ့ကိုမချစ်တော့ဘူးလားဘာညာဗောနောအဲ့ဒါမျိုးတွေ तू ကတွေးပြီးတော့တော့ तू ပဲနာကျင်နေတာအဲ့တော့အခုလက်ရှိမှာဒီ group 2တွေတွေကဘယ်လို energy မျိုးနဲ့ရှိနေမှာလဲသူလည်းမဆုံးဖြစ်တဲ့နောက်ပိုင်းမှာเนาะ ုံးနဲ့မဆုံပြတဲ့အခြေအနေမှာဆဆချင်းအခြေအနေတွေမှာကျတော့တင်တို့လေးတွေကနေနာကျင်ရတယ်အရန်ယူခံစားရတယ်အိတ်မပြောဘူးအတွေ့ထဲမှာဒီလူဟာရှိနေတော့မှဒီ crack ကိုတော်ရုံနဲ့မမေ့ပြတ်နိုင်အောင် group 2လေးတွေကအဲ့လိုခံစားချက်မျိုးရှိတယ်ဒါပေမဲ့လည်းအခုလက်ရှိချိန်เนาะအခုလက်ရှိချိန်မှာတော့လုံးဝကိုဒီလူနဲ့ပတ်သက်ပြီးတော့ထားခဲ့လိုက်ပြီးတော့နောက်ထပ်နောက်ထပ်အသစ်ပေါ့เนาะအသစ်ဆက်ဆံရေးတွေ a new person တွေပဲဖြစ်ဖြစ်မျောလင်းတော့တာမျိုးအဲ့ဒါတွေပဲ manifest လုပ်တော့တာမျိုးအဲ့ဒါမျိုးကျွန်မတွေ့တယ်လုံးဝသူနဲ့ပတ်သက်တဲ့ energy တင်းတို့လေးတွေမှာမရှိတော့ဘူးပေါ့ ပေါ့နော်အဲ့ဒီမှာမှတချို့ပေါ့နော်ဒါကတော့ group 2လေးတွေရဲ့ energy အဲ့ဒီမှာမှတချို့ကြတော့တချို့ group 2လေးတွေကဒီ crack ကိုဘလောက်ပဲသဘောကျပါမယ်အခုလက်ရှိမှာအာ merit light တွေကိုတွားနေပြီ relationship အသက်တွေကိုလည်းရနိုင်ပြီလို့ကျွန်မတို့ရတယ်။တချို့ဆိုသူတို့အခုတည်ထောင်ထားတဲ့ merit light ကသူတို့ကိုအရင်ချစ်ပြီးတော့အလိုလိုက်ပြီးတော့သူတို့ကိုအများကြီး support ပေးတယ်။ အိမ်နောက်ဘက်မျိုးပတနာမျိုးเนาะအဲ့ကကြတော့ဒီကိုရဲ့အခုလက်ရှိလူဟာအရင်ကိုကောင်းမွန်နေကိုအတွက်အရာရာပြည့်စုံမှုကိုဖန်တီးပေးတဲ့သူမျိုးဖြစ်လာတဲ့ခါကျတော့ဒီ credit ကိုထားလိုက်ပြီးမေးလိုက်ပြီเนาะဒူးလိုက်တော့ဘလောက်ပဲသဘောကျခဲ့ကြခဲ့ကိုအတွက်ဘာမှကိုပြန်ပြီးတော့ကိုကို attention မပေးခဲ့တဲ့ credit ကိုကိုမလို့တော့ဘူးเนาะအခုချိန်မှာကိုကအရင်ကိုလှနေပြီးအရင်ကိုကြွယ်ဝနေပြီးအရင်ကိုအရေးချင်းနေနေပြည့်စုံနေပြီးကိုကိုကိုပေါ်မှာလည်းခြေနဲ့တဲ့အာကိုရဲ့ဒီပါတနာပေါ့เนาะကိုရွေးချယ်လိုက်တဲ့ဒီအိမ်အောင်မဲကိုရဲ့ချစ်သူ နဲ့ပတ်သက်ပြီးတော့လေကိုကပျော်ရွှင်မှုတွေအပြည့်အဝရတယ်အဲ့ခါကျတော့ဒီ crack ကိုဘလောက်ပဲသဘောကျခဲ့ပါစေသင်တို့လေးတွေကထားခဲ့နိုင်နေပြီလို့ကျွန်မတွေ့တယ်နော်တချို့လေးတွေကျတော့အော်ဘယ်လိုပြောမလဲစိတ်ထဲမှာဒီ crack နဲ့ပတ်သက်ပြီးတော့တခါတရံတိုက်ဆိုင်လို့ dreaming နေတာမှာပဲလုံးဝဒီလူကိုအသေးအတန်ပြန်လုံချင်နေတာမျိုးမရှိတော့ဘူးဒီနေ့ reading ကိုလည်းဒီ group 2လေးတွေကကိုနဲ့ပတ်သက်ပြီးတော့ဘယ်လိုနာကျင်ရလဲဆိုပြီးတော့လာကြည့်ခဲ့တယ်တကယ်မို့ဒီ energy တွေမှန်ရင်တော့မှတိတ်ပြီးထူ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 းမခံစားရတော့ကိုသဘောကျခဲ့တဲ့ crack နဲ့ပတ်သက်ပြီးတော့ဟာတာလေးလိုမျိုးပဲသင်တို့လေးတွေကမြင်သွားပြီပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ် အာဒါပေမဲ့သူကတော့တင့်အချောင်းတွေနဲ့နာကျင်တဲ့ဘာကြောင့်လဲဆိုတော့တင်းရဲ့လှပမှုတင်းရဲ့အရေးချင်းရှိမှုအာမြင့်မှုငွေကြေးပြည့်စုံမှုအဲ့အရာတွေကိုသူတွေ့ပြီးတော့အခုမှအာသူကတင်းနဲ့ရင်းနှီးမှုတွေရခြင်းနဲ့အာတင်းရဲ့အချစ်ကိုအာပြန်ပြီးတော့လိုချင်နေတာမျိုးပေါ့နော်အဲ့ဒါမျိုးတွေ့တယ်အဲ့တော့မရနိုင်ဘူးဆိုတော့လည်းသူတည်တဲ့အခါမှာနည်းနည်းလေးသူ့ကို သူ့ရဲ့နှလုံးသားကနည်းနည်းလေးနာကျင်သွားတာပေါ့နော်အဲ့ဒါမျိုးလေးတွေ့တယ်အဲ့တော့ဒါက group 2လေးတွေအတွက်သင်တို့အကြောင်းကိုတွေးရင်းနဲ့နာကျင်ခံစားနေတာကြီးကွေးနေတာဘယ်သူလဲဆိုတာနဲ့ပတ်သက်ပြီးတော့ channel ကြည့်ထားပေးတာဖြစ်ပါတယ် energy ကညီမှုရရှိပါစေနော်ဒါဆိုကျွန်မ group 3လေးစီကိုသွားပါမယ် group 3နေရမင်္ဂလာပါရှင် group 3နေရအကြောင်းကိုတွေးပြီးတော့နာကျင်ကြည်ကွင်းနေတာဘယ်သူလဲပေါ့နော်အဲ့ဒါကိုကြည့်တဲ့စီမှာ group 3နေရအကြောင်းကိုတွေးပြီးတော့နာကျင်ကြည်ကွင်းနေတဲ့သူက အာတင်တဲ့တစ်ချိန်တုန်းကအရန်ကိုချစ်ခဲ့တယ်အာတငင်ချင်းလည်းဖြစ်နိုင်တယ်အာပြီးလို့ရှင်ပါနော်ချစ်သူပါနော်ချစ်သူဆိုတာထက်ကျမကတော့လေတငင်တင်းတို့နှစ်ယောက်ကတငင်ချင်းလည်းမကဘူးရီစာလည်းမကြောက်အောင်အဲ့လိုအနေထားမျိုးနဲ့သူပါနော်ဒီ relationship ကနည်းနည်းတော့ထူးဆန်းတယ်နော်အဲ့ဒီအနေထားမျိုးလေးလုံးဝချစ်သူအဆင်လားဆိုတော့လည်းမဟုတ်ဘူးဒါပေမဲ့တငင်ချင်းတက်ဆိုရင်လည်းပို့တယ် ဟိုမဟုတ်ဒီမဟုတ်ပေါ့နော်အဲ့လိုဟိုမဟုတ်ဒီမဟုတ်အနေထားမျိုးနဲ့ energy မျိုးနဲ့သူကအာတင်တဲ့တစ်ချိန်တုန်းကပတ်သက်ခဲ့ဘူးလားမျိုးရှိတယ်ဆိုရင်အဲ့ဒီလူကတင့်အကြောင်းအခုတွေ့ပြီးတော့နေနေနာကျင်နေတဲ့ကြီးကွဲနေတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ်အဲ့တော့သူဘာကြောင့်နာကျင်ကြီးကွဲနေလဲဆိုတော့ကျွန်တော်တို့တူတူချက်လောက်ကြည့်ရအောင်နော်ဒဲရော့ကတ်ကလေးတွေနဲ့ထပ်ပြီးကြည့်မယ်သူနဲ့တင်တဲ့စစ်ဆိုင်တစ်ခုမှရှိတော့ကသူ့ဘက်ခြမ်း energy ကိုတစ်ချက်ကြည့်မယ် သူ့ဘက်ချက် energy ကတဲ့လူနည်းအောင်ကတကယ်ကိုစိတ်တူကိုယ်တူချစ်ခဲ့ကြတဲ့သူတွေပေါ့ချစ်တယ်အချစ်တယ်ဆိုတာကျွန်မခုနကပြောသလိုချစ်သူအစင်တီမဟုတ်ရင်တောင်မှအနှစ်ယောက်သားမှညှိနှိုင်းကြမလို့စိတ်တူရဲကိုတူရဲအကြိုက်တွေတူရဲနော်အဘေးရလူတွေကတော့မတင်လို့နှစ်ယောက်ရဲ့အနေထားကိုသဘောကျရတယ်။ဘာကြောင့်လဲဆိုတော့ဟာသူတို့နှစ်ယောက်ကလက်ရောညီတွေရှိနေရောနော်လက်ရောညီတွေရှိနေရောလိုက်တယ်တွဲလိုက်ပါလားဘာညာပေါ့အဲ့လိုမျိုးပုံစံဆိုပြီးဘေးရလူတွေကပါအတင်လို့လေးတွေကို အကြံဉာဏ်ပေးတယ်ပေါ့နော်တင်းတို့နှစ်ယောက်တွဲစီချင်တာပေါ့နော်အဲ့လိုအနေထားမျိုးဒီတင်းတို့နှစ်ယောက်ကလိုက်ယုံကြည်တွေရှိခဲ့တယ်နှစ်ယောက်ဒါလိုက်ဖက်တယ်အာဒီပုံမှန်တွင်မြင်ရလဲလိုက်ဖက်တယ်လို့စိတ်တဲ့ပိုင်းဆိုင်ရမှာလဲနှစ်ယောက်ကတွေးခေါ်တွေတူတာအယူဆတွေတူတာတယောက်ပေါ်တယောက်နားလဲပေးနိုင်တာအဲ့ဒီတော့ပါပေါ့နော်အဲ့လိုမျိုးတွေတွေ့တယ်အာအဲ့လိုမျိုးပေါ့တွားရင်ထဲမှာ तू ကဘလို့လဲဆိုတော့တင်းရဲ့ဒီတစ်ဖက်လူက သူနောက်ထပ်တစ်စုံတူဦးကိုသွားပြီးတော့နည်းနည်းစိတ်ကစားတာမျိုးเนาะတင်းနဲ့အဲ့လိုမျိုးအနေထားမျိုးရှိနေတဲ့တန်းတန်းထဲမှာဘယ်လိုမျိုးဖြစ်လဲဆိုတော့သူတို့နှစ်ယောက်ကလုံးဝချစ်သူအစ်စ်နေလည်းမဟုတ်တဲ့ခါကြတော့နောက်ထပ်တစ်စုံတူဦးကိုသူသွားပြီးတော့တခရက်မိတာမျိုးပေါ့เนาะအဲ့ဒါမျိုးလေးတွေ့တယ်တင်းနဲ့ဆက်ဆက်ရေးတစ်ခုကိုရှိနေစဉ်အတွဲမှာပဲအတင်းတို့နှစ်ယောက်လည်းလိုက်ဖက်ညီးတယ်အနှစ်ယောက်သားလည်းနားလည်မှုတွေရှိတယ်အဲ့ဒီအနေထားရှိနေတဲ့မှာတခြားတစ်ယောက်ကိုသူ့ဘက်ကအာသွားပြီးသဘောချမိတာမျိုးပေါ့เนาะအဲ့လိုဆက်ဆက်ရင်းမျိုးရှိတဲ့အချိန်မှာတင်ဘက်ကဘလို energy မျိုးလေးလဲ အဲ့တော့ group 3နည်းတွေအာ group 3နည်းတွေဘက်ကကြတော့အာ သူ့နဲ့ပေါ့နော်တကယ်ကိုအရင်းနှီးမှုတွေရပြီးတော့ပျော်ရွှင်ရတယ်သူ့နဲ့အတူတူအာပျော်ပွဲစားကြီးထွက်တယ်ပြီးလို့ရှိရင်နှစ်ယောက်သာပို့ပြီးတော့အချိန်ပေးပြီးတော့နှစ်ယောက်သာပို့ပြီးတော့နီးကပ်တယ်ပေါ့နော်အဲ့ဒါမျိုးပြီးလို့ရှိရင်နှစ်ယောက်ကြားမှာလည်းရီမောရတဲ့ခိုက်တန်တွေပျော်ရွှင်ရတဲ့ခိုက်တန်တွေကိုအများကြီးပိုင်ဆိုင်ရတယ်လို့သင်ထင်တယ်သင်တဲ့သူနဲ့အဲ့လိုမျိုးအနေထားလေးကသင်မောရအတွက်ပျော်ရွှင်စရာကောင်းတဲ့ခိုက်တန်တွေရီမောရတဲ့ခိုက်တန်တွေကြီးနူးရတဲ့ခိုက်တန်တွေပေါ့နော်ပြီးတော့သူနဲ့အတူတူအာစကားတွေပြောတာဂိမ်းတွေဆော့တာအေးအဲ့ဒါမျိုးပုံစံတွေသင်တို့နှစ်ယောက်ဖြတ်ကျော်ခဲ့တယ်အဲ့တော့ဒီလိုအနေထား ားမျိုးဟာတငယ်ချင်းတွေမှာတော်တော်များများရှိကြတယ်ပေါ့နော်အတူတူသွားတယ်အလဲပတ်တဲ့ခီးရီထွက်တယ်ဒါပေမဲ့ချစ်သူဆန်လာဆိုတော့လည်းမဟုတ်ဘူးဒီလူနဲ့ပတ်သက်ပြီးတော့လည်းပျော်ရွှင်မှုတွေကိုလည်းရတယ်ဒါပေမဲ့နှစ်ယောက်မှာတစ်ယောက်ကမဖွင့်ပြောတဲ့အခါမှာမတွဲပြစ်ကြဘူးပေါ့နော်အဲ့လိုမျိုးပုံစံအတိအလင်မတွဲပြစ်နေဘူးမတွဲပြစ်ခဲ့ကြဘူးနော်အဲ့လိုမျိုးနေထားလေးတွေ့တယ်အဲ့တော့တင်းတို့နှစ်ယောက်အဲ့လိုတွဲနေတဲ့အချိန်မှာပေါ့နော်တစ်ချက်ကြည့်မယ် အဲဒီကက်လေးကိုဒါ Emperor ကက်လေးကိုနည်းနည်းဖုံးမှာနော်အဲ့တော့တင်းတို့နှစ်ယောက်ဘာကြောက်ပေါ့နော်ဘာကြောက်တင်းတို့နှစ်ယောက်ကဆက်ဆက်ရေးရာရုတ်တရက်ပြတ်သွားတာလေအဲ့ဒါတော့တစ်ချက်ကြည့်ရစီမှာဘာကြောက်လဲဆိုတော့အာကတ်တွေကလုံးခင်းလိုက်မယ်နော်နှစ်ယောက်လုံးရဲ့ energy ပေါ့အာဘာကြောက်လဲဆိုတော့သူ့ဘက်ခြမ်းမှာပေါ့နော်ဒီတင်းရဲ့တစ်ဖက်လူဘက်ခြမ်းမှာအာသူကလေ ဟိုတင့်အပြင်ကိုကျွန်မခုနကပြောလိုက်တယ်တခြားတစုံတူဦးပေါ်မှာသူသွားပြီးတော့စိတ်ဝင်စားမိသွားတယ်အာနောက်ပြီးတော့တင့်ပေါ်မှာကောင်းပြီးတဲ့လိုမျိုးအဲ့တရားပေါ်မှာလည်းသူသွားပြီးတော့ကောင်းပြီးတယ်ခင်ပြီးတယ်အာချစ်ပြီးတယ်ပြီးလို့ရှိရင်အာ သွားပြီးတော့ပေါ့နော်အဆဆရရတင့်ကိုပြုတ်မှုလိုမျိုးသွားပြီးတော့ပြုတ်မှုဘေးမိတာသူကတိလာအဲ့ဒါမျိုးနေထားကြတင်းတို့နှစ်ယောက်မှာနည်းနည်းဆက်ဆံရရတိတ်ပြီးတော့အဆင်မပြေတော့ဘူးပေါ့နော်အပြောမယ်ဆိုလို့ရှိရင်နှစ်ယောက်လေတုံးကတော့အဆင်ပြေတယ်လာရောညွတွင်မှုတွေရှိတယ်တင်းဘက်ကလည်းသူ့ဘက်ကချစ်ခင်မှုတွေပေါ့နော်ရတဲ့အခါမှာပျော်ရွှင်မှုရပါမယ်နောက်ပိုင်းကျတော့သူကတင့်လိုမျိုးပဲတခြားသူတူအူပေါ်မှာလည်းဒီလိုဂယူဆိုင်မှုတွေချစ်တာတွေခင်တာတွေသွားပြီးတော့သူတပြတယ် အဲ့တော့ तू ကမယိုးရှင်းအောင်ပေါ့နော်တင်းရဲ့တစ်ဖက်လိုကတိတ်ပြီးမယိုးရှင်းဘူးအဲ့လိုမျိုးလို့သင်ခံစားရတဲ့ခါမှာတင်းတို့နှစ်ယောက်နည်းနည်းအာ energy တွေကတိတ်ပြီးတော့မိတော့ဘောနော်အဲ့လိုမျိုးပုံစံ group three တွေဘက်ကလည်းဘာလဲဆိုတော့အဲ့လိုမျိုးအကြောင်းအရာတွေတိလာတဲ့ခါမှာတင်းဘက်ကလည်းဒေါသထွက်တဲ့စိတ်ဆိုးပါတယ်အာဒီလောက်ခင်နေနေဒီလောက်ငါ့ပေါ်မှာကောင်းနေချစ်နေတယ်နဲ့ဘာကြောင့်နောက်တူကိုရွေးချယ်ရလဲပေါ့အဲ့တော့တင်းကလည်း ဒီနေသားကနေတင်းရလဲထွက်သွားလိုက်တော့မယ်သူနဲ့ဆက်ပြီးတော့ဆက်ဆက်ရေးကိုမသွားတော့ဘူးဟိုလိုလိုဒီလိုလုပ်တဲ့အနေထားမျိုးမလိုချင်ဘူးဆိုတော့တင့်မကလည်းဖြစ်လာတာ group 3လေးဒါပေမဲ့ပေါ့နော်တင်းရဲ့စိတ်မှာတော့သူနဲ့ပတ်သက်ပြီးတော့အများကြီးအတွေ့အထိမှာတော့ခံစားရတယ်တင်းရလည်းလေအဲ့ဒီအချိန်တွေမှာသူတို့နှစ်ယောက်နည်းနည်းအဆက်အသွယ်ပြတ်သွားတဲ့အချိန်တွေမှာသူနဲ့ပတ်သက်တဲ့အမှတ်တရတွေသူနဲ့ပတ်သက်ရတဲ့ပျော်ရွှင်မှုတွေ memory တွေကိုတင်းကတော့တင်းရဲ့ဒီမှတ်ညံထဲမှာထည့်ထားလို့ပေါ့နော်အဲ့လိုလေအဲ့တော့ အဲ့ဒီတုန်းကတော့အဲ့လိုခန်းစားချက်မျိုးဖြစ်ခဲ့ပြီးတော့မှသူကအခုချိန်မှာဘာကြောင့်သာချင်းချီကွင်းနေလဲဆိုတာတစ်ချက်ကြည့်မယ်။ အာအခုချိန်မှာတဲ့သူကအထီးကျက်နေပါတယ်တဲ့နော်တင်းနဲ့ဝေးသွားပြီးနောက်ပိုင်းမှာမှာတကယ်ကိုစစ်မှန်တဲ့တခြားသူတွေပေါ့နော်တင်းနဲ့မျိုးစစ်မှန်တဲ့တခြားသူတွေကိုသူမတွေ့တော့ဘူးမတွေ့ရအောင်နော်သူဘလိုပဲရှရှာတင်းတော့ကောင်းမှုမလို့သူတင်းတော့သူ့ပေါ်မှာစစ်မှန်တဲ့သူမျိုးသူမတွေ့ရတဲ့အခါမှာသူအခုခါမှာသူထီးကျက်တာပေါ့နော်သူအထီးကျက်တဲ့ခါကျတော့တင်းကိုလွမ်းတယ်တင်းကိုတတိရတယ်ဒါပေမဲ့တင်းကတော့သူ့အနာကိုပြန်ပြီးမသွားတော့ဘူးအဲ့ခါမှာသူနာကျင်စီကွဲရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ်အဲ့တော့စစ်မှန်ချင်တဲ့ချက်ကြည့်မယ် group 3လေးတွေ group three တွေကတော့အခုလက်ရှိမှာအငါဘွားမှာငါဘီရင်မှာငါဘီရင်မှာပဲအဲ့လိုမျိုးပုံစံတွေးပွားပြီးဘသူရဲ့ဒီလွှမ်းမှုမှုမှမခံတော့ဘူးเนาะဒီနှလုံးသားရေးရမှာကိုယ့်ရဲ့ဆုံးဖြတ်ချက်နောက်အောင်ပဲကိုလိုက်တော့မယ်အငါအပေါ်မှာဘသူမှလာပဲရွေးချယ်တာမလို့ချင်ဘူးငါပဲရွေးချယ်မယ်အဲ့လိုမျိုးပုံစံပေါ့ရှင်ပြီးတော့ကိုယ်လာရွေးတာမျိုးလည်းလက်မခံနိုင်အောင်အဲ့လိုမျိုးပုံစံနော်နောက်ပြီးတော့ဒီသူ့နဲ့ပတ်သက်ပြီးတော့ဗောနော်တင်အတွေးများခဲ့တာတွေသူ့နဲ့ပတ်သက်ပြီးတော့ဒီ memory ထဲမှာအာအမြဲရှုပ်ထွေးနေတဲ့အရာနဲ့ပတ်သက်ပြီးတော့တင်ရအောင်တိုက်ခိုက်ပြီးတော့တင် clear လုပ်လိုက်မယ်ပေါ့နော်အဲ့ဒါမျိုးတွေလည်းကျွန်မတွေ့တယ်။သူနဲ့ပတ်သက်ပြီးတော့ memory delete လုပ်ဖြစ်တာမျိုးပေါ့နော်အဲ့ဒါမျိုးပုံစံလေး။ဘာကြောင့်လဲဆိုတော့ထပ်ပြီးတော့အနစ်မမခံတော့ဘူးထပ်ပြီးတော့အပင်ပန်းမခံတော့ဘူးဒီဟိုမရောက်ဒီမရောက်အနေထားမျိုးထားခဲ့လိုက်ပြီးစိတ်ကုန်တယ်ပေါ့နော်။အဲ့တော့ငါကတော့ရွေးချယ်ကံမဟုတ်ဘူး။ငါကိုယ်တိုင်ရမယ်ရွေးချယ်မယ်။နော်ငါ့ကိုလာပြီးရွေးချယ်လို့မရအောင်နော်အဲ့တော့တကယ်မို့နေငါပုံမှာတကယ်ကိုမကောင်းနိုင်ဘူးဆိုလို့ရှင်လည်းတွားလိုက်တော့တခြားလူတယောက်ကိုလိုချင်တယ်ဆိုရင်လည်းတွားလိုက်တော့ငါကတော့ရွေးချယ်ခံမလုပ်ဘူးဆိုပြီးတော့ဒီ group 3လေးတွေတွေးထားတာနော်အခုလက်ရှိမှာ ဲ့တော့အခုလက်ရှိ group 3တွေရဲ့ energy လုံးဝအောင် energy ကကောင်းတယ်နော်အာတဘောကတ်ကြောင်းလေ group 3လေးတွေကကိုဘွားမှာအခုချိန်မှာအားလုံးပြည့်စုံတယ်နော်ဘယ်သူပဲလက်လာမလာလာဘာမှမဖြစ်ဘူးကိုဘွားမှာကိုယ့်ရဲ့ဒီအလှပကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့ကြော်ကြားမှုကိုယ့်ရဲ့ငွေကြေးတွေကို stability ဖြစ်အောင်လုံးနေနိုင်ပြီပေါ့နော်အဲ့ခါကျတော့ဒီလိုဟိုမြောက်ဒီမြောက်အနေထားမျိုးနဲ့သွားခဲ့တဲ့သူလည်းပြန်ပြီးတော့မလိုချင်တော့ဘူးလာရင်လည်းရတယ်မလာရင်လည်းဘာမှမဖြစ်ဘူးဆိုတော့ energy မျိုးနဲ့ group 3လေးတွေကသွားနေတယ်နော် group 3လေးရဲ့စိတ်ဓာတ်ကအရင်က strong ဖြစ်နေတယ်အခုလက်ရှိမှာနော် ACC ပဲ နော်အားမျိုးလေးတွေ့တယ်ဒါပေမဲ့သူ့ဘက်မှာကျတော့ဘာကြောင့်နာကျင်ခြေကွဲရလဲဆိုတော့သူကတင်းလူမျိုးစစ်မှန်တဲ့သူသူ့ဘဝမှာထပ်ပြီးတော့မရတော့ဘူးတဲ့လိုမျိုး energy နဲ့သူမျိုးသူထပ်မတွေ့နိုင်တော့ပထမကတော့သူကတင့်လိုမျိုးတခြားသစုံတူဦးမှလည်းရနိုင်မယ်ထင်ပြီးတော့သူ့ရဲ့ဒီအာချစ်ခင်မှုတွေ accuse ဆိုင်မှုတွေတွားပြီးတက်ပြရဲတက်ပြီးတယ်ဒါမှမဟုတ်သူမရပါဘူးမရတဲ့ခါကျတော့သူ့အတွေ့အမှားသွားပြီးဆိုတော့သူသိတယ်အဲ့ခါမှသူနောင်နိုင်ရပြီးတော့သူတကူရဲသူနေနေတယ် နော်သူဘလို့ပဲတင့်တို့နေပါတူတယ်လို့ရှာလဲသူမတွေ့တော့ဘူးအဲ့တော့တင့်ကိုပြန်လွမ်းတယ်တင့်ကိုပြန်ပြီးတော့လိုချင်တယ်တန်တာရယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေ့တယ်အဲ့တော့ဒါက group 3လေးတွေအတွက်အခုလက်ရှိမှာတင့်အချောင်းကိုတွေးပြီးတော့လာချင်းချေကွဲနေတာဘာလို့လဲဆိုရခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်မကဂျန်ွှဲကြည့်ထားပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ group 3လေးတွေလည်း energy ကပ်ညီမှုရရှိပါစေနော်အဆုံးတိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရည်တင်ပါတယ်နောက်ထပ် reading တွေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်